မြန်မာတိုင်းနဲ့ဆက်ကရင်ပြည်မြဝရီကခေခေပတ်တည်င်းကိုဆက်ပြောပြပါမယ်မြန်မာဘက်ကခေခေပတ်ကိုစစ်ကွန်မရှင်တပ်နဲ့ BGF တို့ကမိုင်းခွဲဖျက်ဆီးနေတဲ့အကျိုးဆက်အဖြစ် ထိုင်းမြန်မာနယ်စပ်မဲဆောက်ဒေသခံတွေဟာဒုက္ခနှစ်ထပ်ခွဲကြုံနေရပါတယ်။ပထမတစ်ချက်အနေနဲ့အော်တိုဗလာ22ရက်နေ့ကလေးကနပတ်ကြော်ကြတဲ့မိုင်းခွဲမှုတွေကြောင့်ထိုင်းဖက်ချန်ကို မိုင်းစားတွေကြာရောက်ပြီးကလေးငယ်နဲ့တက်ကြီးသူ26ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ီအွဲဒီသားခင်တွေကမဲဆောက်လေစိတ်မှာဆန္ဒပြပြီးဖြစ်စည်းမှုကိုတခြားနီးလန်းနဲ့တုံးဖို့ထိုင်းအစိုးရကိုညှိနှိုင်းပေးဖို့တောင်းဆိုခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်ဒုတိယတစ်ချက်အနေနဲ့မိုင်းခွဲမှုကြောင့်နယ်ဆက်ရွာတွေဖြစ်တဲ့ဝန်ဖာနဲ့ရီမီဒေတာတွေမှာအင်တာနက်လိုင်းအားလုံးနှီးပါဖြတ်တောက်ခင်ရတဲ့အတွက်အရေးပေါ်အခြေအနေမှာအဆက်အသွယ်ပြတ်တောက်မှာကိုဒေတာခန့်တွေကစိုးရိမ်နေကြပါတယ် နေဆက်ကရွာပေါင်း၈ရွာထက်မနည်းဟာအင်တာနက်လိုင်းမရတော့တာဖြစ်တယ်လို့ဆိုပါရယ်။နိုဝင်ဘာလ၁၇ရက်နေ့ညအထိအင်တာနက်လိုင်းတွေအလုံးပြတ်တောက်ကုန်တယ်လို့ဒေသအခြေစိုက်ထိုင်းသတင်းတွေကဆိုပါရယ်။ဒီချင်းနေရီကြောင့်နိုဝင်ဘာလ10ရက်နေ့မှာတော့ထိုင်းဝန်ကြီးချုပ်အနုထင်ကိုရိုင်းမဲဆောက်ကိုတွားရောက်ခဲ့ရပါတယ်။ စီကုမရှင်ကခေခေပတ်ကအဆောက်အုံတရားတလုံးဖြိုချပြီလို့ကြေညာပေမဲ့ဒီလောက်ရဟာနိုင်ငံတကာဖိအားကနေလူမြောက်ဖို့အတွက်ဟန်ပြလှုံ့ဆော်နေတာပဲဖြစ်တယ်လို့လေးလာသူတွေကသုံးသပ်နေကြပါတယ်။